အားလုံးပဲမင်္ဂလာပါခင်ဗျာတန်ရည်သူဆရာမခင်တန်နာရေးတာတော်စတ်ထုံးတို့ဤတမိုင်းတို့အမိရတဲ့ဝိတုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာစတ်ထုံးတို့ဤတမိုင်းအခန်းတည်းအငယ်မကြီးမနှက်အစောကြီးတို့အိမ်မျက်နှာချက်ကကြွာကြလာတယ်လို့ဟဲ့ငါအိမ်သားတွေကအထွက်နဲ့ကွက်တိနော်ကန်တီတို့လွတ်လာတာဟေ့မနှက်အစောကြီးမမကြီးစီမဖုံးဝင်လာတိုင်း မငယ်တရားလမ်းသွားရစမြဲအသက်အရွယ်ရနေပြီဖြစ်သည့်အမေကျမ်းမာရင်ဘာများထားဖြစ်နေမလဲဆိုသည့်အတွေ့အကြုံဖြစ်သည်ယခုတော့မျက်နှာကျက်ပြိုကျတတ်တယ်အမေရိတ်တာဝင်နေသည့်အချိန်ဖြစ်နေတဲ့ဖြင့်အိမ်ရှိလူငယ်များအတွက်တော့တိတ်မပူပင်မိလူတွေမထင်တော်သေးတာပေါ့အဲ့တော့ဘလို့လောက်ကြမလဲမျက်နှာချင်းဆိုင်အခန်းဖြစ်တော့ကဘလို့လောက်လိုက်တယ်လဲမသိဘူးငါမေးကြည့်လိုက်အောင်မယ်ဟင် မျက်နှာချင်းဆိုင်အခန်းကလည်းအဲ့ဒါလိုပဲကြွားကြဘူးတယ်လားအမလီတတိုင်းလုံးမကြွားကြဘူးတဲ့အခန်းဆိုတာမရှိတော့ပဲဟိလေကားနိုင်ငံတွေနဲ့အကြောင်းကြီးတွေအကြီးကြီးဖြစ်နေတာဘယ်နေ့တိုက်အလုံးလိုက်ပြိုကျသွားမလဲလို့ရင်ထိတ်နေရတာမမကြီးဤပြောစကားကြမှာအမေတို့တိုက်တန်းလျောက်ကိုမျက်လုံးနဲ့မြင်အောင်တွားရသည် နာဝရအစိုးရလက်ထက်တွင် ပထမဦးဆုံးဆောက်လိုက်ခဲ့သည့်တိုက်တန်းလျားများကမျိုးတော်ကြီးတစ်ခုသာရှိနေသည် ။စောက်စင်အခါကတောက်တုံးရေမကောင်းမွန်။နိုင်ကားများအရောက်ပေါက်နေသေးတဲ့ဖြင့်စိတ်ဝင်စားသူနေပါလာသည်။မန်းငယ်အဖေပင်စင်ယူကနေတွင်ထုတ်ခဲ့အခါက GSN ဖုံးမဲပေါက်သည်။ပြန်လဲရောင်းချပြီးအမြတ်ငွေရတဲ့ဖြင့်ကြောချစရာတနေရာရလျင်ပြေးပြီးဟူတွေးကလေးလွာကိုဝယ်ခဲ့ကြခြင်းဖြစ်သည်။ယခုပြန်တွက်လျင် အနှစ်20ကျော်လေပြီ။အေးအေးသွေးပြစ်မိလာသည့်တိုက်တန်းလျားများမဟုတ်သည်ကတကြောင် နှစ်ကာလကြာမြင့်သည်ကတည်းကြောင့်မို့တက်တန်းကုန်တိုင်များဖြစ်နေလေပြီအေးပါမမကြီးမေးပြီးဘလို့လောက်ရမလဲဘလောက်ကုန်ကြမလဲအကြောင်းပြန်ပေးပါဦးနှစ်ရက်ကြာသည့်အခါမမကြီးစီမအကြောင်းပြန်လာပါသည်တက်သားတောက်တိုင်များဖြင့်လေးဘက်လေးတန်းကာယံပြီးငားတက်သားအလွှာများဖြင့်အုံမိုးကာယံထားခြင်းသည်ဘေးကင်းလုံခြုံခြင်းနှင့်အကုန်ကြအသက်တာဆုံးဖြစ်သည်ဟုဆိုသည်။မျက်နှာချက်တွင်ပေါ်နေသည့်တန်ချောင်းများအား ဗိလတ်မြေအင်္ဂတေတို့ဖြင့်တို့တိမုံမှန်ကြည်ဘူးတော်လေအင်္ဂတေမမြဲပဲကွာကြပြန်လာသည်ဟုအတွေ့အကြုံရှိဘူးသူတို့ကဆိုကြသည်ထို့ကြောင့်မမကြီးအစီအမံဖြင့်တက်သားမျက်နှာကျပြုလုပ်လိုက်ကြသည်တလားခန့်အကြာတွင် အမေအခန်းသို့အလဲရောက်သွားသည်တိုက်ခန်းပေါ်သို့မတက်မီမှာပင်တိုက်တန်းလျာကြီးတစ်ခုလုံးစောင်းနေသည်မှာတိတ်တာလာသည်အမေအခန်းသို့တက်ရဖို့ပင်မန့်ငယ်မှာဝင်လေနေမိသည် အမေကိုကတော့ရန်ရောက်လာတဲ့ဖြင့်ရောက်အောင်တော့တက်ခဲ့ရသည်မမကြီးပြောတယ်လို့ပင်လေကားနိုင်ငံများဤအကြောင်းကြီးများကွဲနေသည်မှာအသေးရသေးရပင်တိုက်တန်းရှိအခန်းတိုင်းလိုလိုကအကူအထောက်ပံ့များဖြင့်ကြားကန့်ထားပြီးနေနေကြသည်ကိုတွေ့ရသည်ယာယီမိထားရသည့်အမေအခန်းကမျက်နှာချက်ကိုမော့ကြည့်ရင်တခုခုလုံးဝဖြစ်တော့မည်ဟုမတ်ငယ်တွေးမိသည်အခန်းနှင့်အဖေပင်စင်ယူပြီးသားအချိန်တွင်ဝဲထားသည့် ်ယူဇနာတိုက်ခန်းသို့ပြောင်းရွှေ့ဖို့ပြင်ဆင်ကြသည်အဖေတို့နှင့်အတူနေမမကြီးတို့မိသားစုကပါ လိုက်ပါပြောင်းရွှေ့ဖို့ပြင်သည်မမကြီး၏အမျိုးသားကလည်းဝန်ထမ်းဘဝမှထွက်ပြီးအငှားကားမောင်းဖို့ဆုံးဖြတ်ထားသည်ဖြင့်အဖေတို့အနီးနားမှပင်တိုက်ခန်းငှားလိုက်ကြသည်သူအချိန်မှမှကံကြမ္မာအလဲပြောင်းဥထွက်ရှားရမည်လားအသက်ကြီးမှဒုက္ခရောက်ရှင်လိုလားမသိအဖေသည်အမျိုးသမီးတစ်ယောက်နှင့်ပတ်သက်မိကား လူသိရှင်ကြားယူဖို့အထိဆုံးဖြတ်လာသည်မိသားစုအစုံအပြတ်အဖြေကိုပင်မဆောက်အဖေကထွက်ခွာနေတော့စိတ်ချမ်းသာသလိုနေပါစီတော့ဟုလက်လွှတ်လိုက်ကြသည်မမကြီးကတော့ယခုလက်ကြည့်တိုက်ခန်းသည်အဖေအမိပေါက်ဖြစ်နေသဖြင့်နောက်နောက်ပတ်သက်လာမည်အရှုံးချင်းကိစ္စများအတွေ့ကြိုတင်လှုပ်ဆောင်ထားခြင်းသည်အဖေနှင့်အဆက်အသွယ်ရှိသည့်မငယ်ကပင်တိုက်ခန်းကိစ္စပြောသည့်အခါအဖေသည် ကြည်ပြူစွာပင် အမေအားလွှဲပြောင်းမည်ဟုဆိုသည်စာချုပ်စာတမ်းများဖြင့်တကယ်လွှဲသည့်အခါတွင်အဖေသည်အဘဲကဲ့သို့စိတ်ပေါ်လာသည်မသိစာချုပ်ပေါ်တွင်ကျိုးဖုံးနှင့်တိုက်ခန်းကိုအမေအားမြတ်တာဖြင့်အပီးအပိုင်လွှဲပြောင်းပေးပါသည်ဟုမိသားသည်အတိတ်သက်သည့်အဖြစ်မမကြီး၏အမျိုးသားနှင့်မငယ်တို့ကလက်မှတ်ထိုးကြသည်အမေဒီလေတရားရိပ်တာတွင် အပူတော့ကများချော့ချရင်အမှန်တကယ်ပျော်မွေ့လာပုံရသည် တာသမီများကြီးစုကတော့ငွေဖြင့်လက်ကြံဘဝကိုအေးချမ်းစွာဖြတ်တန်းနေသည်ကိုတွေ့ရသည့်အခါမငယ်တို့လည်းစိတ်ချမ်းသာရသည်အဖေဆုံးခွာသွားခဲ့သည့်အစောပိုင်းအချိန်များစီကနှစ်30ကျော်ပေါင်းသင်းလာသည်ငယ်တန်ရောစဉ်ရှိတော်ညာနောက်ပိုင်းတွင်တော့အမေဘက်ကတင်းငိန်ပြတ်သားလာနိုင်သည်ကို တွေ့ရပြီအစဉ်ပြေလာသည်မဟုတ်သည့်ဘဝသစ်တွင် ရုန်းကန်နေရသောအဖေထက်စားလျင်အမေသည်အိုစာတာကောင်းလေစွာဟု မောင်နှမများစုံတိုင်းပြောမိရသည်စွန့်ထားခံရသည် မလုံခြုံသည့်စိတ်မရှိစေရန် အမေအတွက်သာလျင်ဦးစားပေးထားကြသည် အမေအခန်းမှပြန်လာပြီးနှစ်လအကြာ အမေအိမ်မှာရှိနေစဉ်အေကန်းညနေကျမှအင်္ဂလိပ်အကျိုးကွာကြသည်ဟုမမကြီးကဖုံးဆက်လာသည်မမကြီးနင်တို့အဲ့ဒီအခန်းကပြောင်းမှဖြစ်တော့မယ်နော်တော်ကြတဲ့ဒိုင်းလုံးပြိုကြရင်ခက်လာကြည့်အမေကိုပြော အခန်းကိုရောက်ကြည့်ကြရအောင်။ရောက်တော့ငါတို့ဘယ်မှာသွားနေကြမလဲ။ယခုနောက်ပိုင်းတွင်မမကြီးတို့မိသားစုသည်အခန်းငှားမနေတော့ပဲအမေနှင့်အတူနေကြသည်။မငယ်နှင်းကရန်ကုန်တွင်အတူနေကြသည်ဆိုတော့လေအမေတို့အနောက်ဆိုလျင်မငယ်နေသည်ကအရှိအယက်ဖြစ်နေသည်။မမကြီးအမေကိုမငယ်လည်းရုတ်တရက်မဖြစ်နိုင်။ခဏအကြာမှတုံဆိုင်ဆိုင်ဖြေလိုက်မိသည်။ငှားနေရမှာပေါ့ဟာ။ ဒီနားဝင်းချင်းဆိုရင်တိုက်တန်းတွေအကုန်လုံးအတူတူပဲလေငါနေမှာတော့အဲ့ဒီဧရိယာမှာနေမလားဟဲ့နေကလည်းငါတိပါတယ်နေကသာတိမနေတာအမေကသူ နေမကောင်းဖြစ်ရင်ဒီရက်ကွက်ကဆရာဝန်မကိုယ့်အမပျောက်တာလို့စိတ်ကဆွဲနေတာရိတ်တာမှာနေမကောင်းဖြစ်ရင်တော့ဒီကိုပြန်လာပြီးတော့ပြန်ပြတာနော်ရိတ်တာနဲ့နီနီနနာအထုပ်ကိုစေကန်းတွေရှိနေတာကိုအမေကလည်းဘန်းငယ်ကဆိုကြီးတော့အမေကိုနေပါတာလာပြောလဲ ငါတို့ပြောရင်မရတိတဲ့အတိုင်အမေကငါ့ဆိုငဲနိုင်ရဲ့အမေနားတွင်နင်းနီးကက်ကက်နေသည့်မမကြီးသည်ယခုနောက်ပိုင်းတွင်အမေဤအစွဲလုံမှုအရှုပ်အတွက်စိတ်ညစ်သည်ဟုညီးလေရှိသည်အေးပါဒီတပတ်ပည့်ရဲ့အမေအိမ်မှာရှိနေချိန်ငါလာခဲအောင်မယ်မငယ်သည်မမကြီးပြောလာသည့်အချိန်တွင် ပူပင်သည့်စိတ်ဖြင့်ဆက်ချင်းဆောင်ရွက်တော့မလို့ဖြစ်တတ်တော်လေအလောက်အပူတာသမီးအပူဖြင့်တဖန်မေးလျော့သွားပြန်သည် အမေစီလည်းမရောက်ဖြစ်ဒီမှာကြာသွားခဲ့သည်ခန်းတော်ရန်ကုန်မြို့တွင်အင်အားအနည်းငယ်ပြင်းသည့်ငလျင်လှုပ်ခတ်သွားခဲ့သည်တောင်းတောင့်တင်းတင်းနှင့်အတစ်သာရှိသေးသည့်မန်းငယ်တို့တိုက်ခန်းသည်ပင်ရိန်ထိုးသွားရသည်ငလျင်အသည်အလံတရားတို့ညင်သွားသည့်အချိန်တွင်အမေတို့တိုက်ခန်းကိုတွား၍တတိယမိသည်မမကြီးစီဖုံးခေါ်ကြည့်လိုက်သည်မမကြီးနင်တို့တိုက်တန်းအချိန်ဤပြောပါဦး အမေလည်းရိတ်တာဝင်ရမဟုတ်တော့အိမ်မှာရှိနေတာမလားကြောက်မနေဘူးလားဘယ်ပြောကောင်းမလဲဟဲ့ဗန်လျင်ဆောက်လုပ်ကလေးကငါတို့တိုက်တန်းကလူတွေတိုက်အောင်အကုန်ဆင်းပြေးကြတာအခုထိပြတ်မတက်ကြသေးဘူးစကားထိုင်ပြောနေကြသေးတယ်အမေရောတော်တော်ကြောက်သွားလားဟဲ့တန်းထားပါ့။အခုတော့ကြောက်ပုံမရတော့ပါဘူးရဲရဲမောမောစကားပြောနေလေရဲ့အမေနဲ့ပြောဦးမလားနေပါစေမပြောတော့ဘူး ငါလျင်အပြီးမမကြီးတိုက်တန်းလျက်အခြေအနေလေးပြောပါဦးအဲ့ဒါပဲပြောပြီးရည်နေကြတာလေငါလျင်နှုတ်လိုက်တာငါတို့တိုက်တန်းလျက်ပြန်တည့်သွားတယ်လို့ပဲမမကြီးကသူ့ဘာသာသူပြောရင်သဘောကျ၍ရင်းနေသည်ဟဲမဟုတ်တာအတီပြောပါမမကြီးရဲ့အတီပြောနေတာ အခန်းထဲတော့တတ်မကြည့်ရသေးတော့မပြောတတ်ဘူးထက်ကွာကြစရာမျက်နှာချက်လည်းမရှိတော့ပါဘူးဟဲ့ မမကြီးနဲ့ဖုံးပြောပြီးသည့်အခါတညာလုံးမန်းငယ်ကောင်းကောင်းအိတ်မပြောတော့အမေနဲ့မမကြီးအားတနာသည့်စိတ်ဖြင့်အပူတပြင်းတစ်ခုခုလှုပ်ပေးမှဖြစ်တော့မည်ဟုသုံးဖြတ်လိုက်သည်အတူလာနေဖို့ခေါ်လျင်လည်းအမေသည် သူ့အိမ်မှာသာလွတ်လပ်သည်ဟုဆိုဘူးသည်မန်းငယ်အိမ်တို့အလဲလာလျင်ပင်ညာအိမ်ဖို့ခေါ်ထားလို့မရတတ်သူတိုက်ခန်းခြင်းအတူတူမန်းငယ်အခန်းကပိုကျဝန်ပိုခိုင်ခန့်တော်လေအမေသည်စိတ်ကျဉ်ကျက်သည်ဟုဆိုသည် ိမ်ခန်းငါပြလိရင်လည်းတနစ်စာစာချုပ်ချုပ်ရမည်။သိလိရင်အမေဒီအိမ်ငါဘဝဖြင့်မနေလို့ဟုဆိုပြန်သည်။တိုက်ခန်းတခန်းအတိတ်ဝယ်ပေးရလောက်အောင်လဲမန်းငယ်တို့မောင်နှမများသည်ငွေကြေးမပူမချန်ကြ။နောက်ဆုံးတွင်ဗန်များဖြင့်ချိတ်ဆက်ပြီးတိုက်ခန်းအရေးကြပေးသွင်းသည့်စနေဆိုလိရင်မဆိုးဟုမန်းငယ်အဖြေရှာတွေ့သွားသည်။ဗန်တို့30ရာခိုင်နှုန်းအရင်ပေးသွင်းရမည်။ပြီးလည်းရင်ကိုအတွင်းပေးနိုင်သည့်ပမာဏကိုနှစ်ကာလဖြင့်စားလိုက်လည်ရင် တလပေးသွင်းရမည့်ငွေကြေးသည်မန်းငယ်တို့မောင်နှမများပေးနိုင်သည့်အတိုင်းတာဖြစ်နိုင်သည်။ဗန်တို့ပေးသွင်းရမည့်30ရာခိုင်နှုန်းအတွက် အမေအခန်းကိုရောင်းမှဖြစ်မည်။ထို့သို့တွေးမိတော့ဆယ်အနေငယ်တက်တာတို့ဖြစ်သွားသည်။ဒီတကားတော့ချက်ချင်းအကောင်အထည်ဖော်မှဖြစ်တော်မည်။နောက်တနေ့မနက်တွင်မမကြီးနှင့်နှိုင်းွေတိုင်ပင်ကြည့်တော့အမေကိုနင်းကိုတိုင်လာပြောဟုဆိုပြန်သည်။အခန်းလေး အမေအားအကျိုးအကြောင်းအကုန်ရှင်းပြပြီးသည့်အခါသဘောမတူခြင်းမမကြီးကဘဲနဲ့ရှိသားဆိုသည့်ပုံဖြင့်မငယ်အားမျက်စပြပြသည်ယာဒီတွေကဖောက်လဲဖောက်ပြန်တိတ်များနေတာအမေရဲ့နောက်တစ်ချိန်ငလျင်ထက်လို့တို့လူတွေက အသက်သေးကလုတ်ခတ်ရင်တောင်တိုက်ခန်းပြိုကျပျက်စီးသွားရင်ဘာမှလက်ဆုပ်လက်ကင်မရဖြစ်နေပါမယ်နေတော့ရောင်းတော့ရောဘသူကဝယ်ကြမတော့ဒီတိုက်ခန်းတွေအကြောင်းမြင်းနေသိနေကြတာကို အနေငယ်လက်ခံလာသလိုအမေကပြောလာသည်မြတ်မြေအရှင်နေအတိုင်းပြန်ရောက်ပါပဲလေဒေးကိုတက်တာအောင်ချော်ပေးလိုက်ရင်ဝဲသူပေါ်လာနိုင်ပါလေငယ်ရွယ်ဖြက်လက်ပြင်းနိုင်နှွားနိုင်ကြတဲ့အရွယ်တွေဝဲချင်းဝဲမှာပေါ့မမကြီးတိုက်ခန်းရောက်မယ်လို့ပွဲစားတွေကိုပြောထားတော့ကိုတိုင်နဲ့ဆက်ပေါ်ဟဲ့တိတိဆိုင်သာဝဲမဲသူရှိလာရင်ဒုဘက်ကလည်းချော်ပေးကြမယ်အမြန်ရောက်ထွက်ချင်တာပဲဒီနောက်တော့မိသားစုစကားဝိုင်းစီရောက်သွားကြပြီ။ အခန်းအယောင်းဝင်အကြောင်းဆက်မပြောဖြစ်ကြတော့အမေစီမပြန်ကန်နေတွင်ညနေချင်းတိုင်းအိမ်မှအန်ဒီကြီးကရောက်လာသည်ဗမကြီးကအခန်းရောက်မိအကြောင်းတည်င်းစား၍ရှာလေသည်သူကနေမာနေသည့်သူတို့ရှေးမကဝဲချင်းနေတာဟုဆိုသည်ဆက်ချင်းပင်ဆက်ကြဟတ်ကြနှင့်ဒေသကားပြောကြသည်ဗမကြီးတောင်းသည့်ဈေးကို သူရှေးမထံသို့ဖုံးဆက်ပြောကြသည်ဈေးကိုအလျှော်တင်းလို့ညှိနှိုင်းနေကြသည် မန်းငယ်တီသူတို့ပြောနေတာနားထောင်ရင်အခန်းအမြန်ရောက်ထွက်လို့စိတ်ကပေါ်လာသည်ထိုအခါစကားဝိုင်းတို့ဝင်ပြောမိတော့သည်အန်တီချွေးမကိုစဉ်းစားခိုင်းမမကြီးပြောတဲ့ဇေတိုင်ပေးရင်အခုရှိနေတဲ့စတီကတဲ့နေနဲ့အိမ်တော်ပြိဘောကတွေပါအကုန်ပေးထားခဲ့မှာလို့အမေအိမ်မှာစတီဆိုဒီမှာငငယ်တို့ငငယ်မြို့နယ်လေးမှာနေစဉ်ကလေးကဖြစ်သည်ထမင်းစပွဲဒီဖိုင်ဘာပလတ်စတစ်ခုံများဖြစ်ပြီး ကတင်းဆိုဒီမှာလဲအကောင်းစားတင်များမဟုတ်ကတင်းပေါင်းအတွင်းသို့တက်သားတောက်တိုင်များထဲ့ပြီးပြင်များများကိုအချက်လိုက်တင်ထားခြင်းဖြစ်သည်အဖေတောင်းဝန်းနှင့်တမျိုးမှတမျိုးသို့ပြောင်းချွေရပြီဆိုလည်းရင်ကတင်းနံပါတ်အလိုက်ပြင်ချက်များပေါ်တွင်မြေပြူဖြင့်စာရေးမှတ်သားထားကြရသည်ပြန်တက်စဉ်လို့အချက်အမှတ်စဉ်မှားလျင်အခက်တွေ့ကြရ၍ဖြစ်သည်ရေခါနေပူလာလျင်ပြင်းချက်များကစောင်းလိန်ထကြွလာတတ်သည် အိမ်တော်ပရိဘောဂများပေးထားခဲ့မည်ဟုမလုံးပေးလိုက်လျင်ဈေးမစစ်ပဲဝယ်လိုက်မည်ဟုမတ်ငယ်တွေးမိသွား၍ဖြစ်သည်မမကြီးကလည်းမတ်ငယ်အတွေ့ကိုသဘောပေါက်သည်စတီတွေကဒင်းနေမရှိပဲနေရာတဲ့မှာဘာနဲ့နေမလဲဟဲ့အမေကလက်မခံချင်း ဝင်ရောက်၍ကန့်ကွက်သည်အတဲ့ဝယ်ပေးမှာပေါ့အမေရဲ့စတီဟုံးကတယောက်အိတ်တန်ကလေးနေပေါ်ပါပြီးဖြုတ်ရတက်ရတယ်လွဲပါဈေးလည်းတင့်တင့်နေစတီကလည်းမလို့တော့ဘူးအမေဟာ အိမ်မှာဧည့်သည်လက်ခံတွေ့တဲ့ခေတ်ကကုန်းနေပြီအပြင်စားတော့ဆိုင်တွေမှာပဲရှိန်းစုတွေ့နေကြပြီကိုသမင်းစားကုန်နေတဲ့တီဗီစင်ကြီးကရောပြီးတော့ဖျားစင်အဲ့ဓာတွေကအကုန်ကျိုးနေကြီးပဲနော်အငယ်မငင်းအလွယ်မပြောနဲ့ဖျားစင်တော့တဲသွားမယ်လေတီဗီစင်ကလည်းကြိတ်သားစင်ကလေးတွေလှမလှနေရာလည်းမယူဘူးနော်ငါပစ္စည်းနဲ့ငါအသားကျနေတာကိုမရှိကြနဲ့အမေကမကြင်မနဲ့ဆိုရင်အိတ်ခမ်းထဲသို့ဝင်သွားတော့သည် အန်ဒီဂျီကလည်းရှိနေသေးတဲ့ဖြင့်ထိုးထက်ပိုပြီးလဲရှင်းပြလို့မဖြစ်အမေကတော့မငယ်ပြန်ပြီးအထီးအခန်းထဲမှာထွက်မလာတော့ပြန်တော့မြည်ဟုနှုတ်ဆက်ဒီကိုပင်အိတ်ချင်အောင်ဆောင်ပြီးကောက်ကြံခဲ့လေသည်မမကြီးနဲ့မငယ်ကတော့အခန်းရောက်ထွက်ရေးသည်သာအဓိကဖြစ်လေသည်ယခုနေရာနဲ့မနီးမဝင်းနေရာတွင်ဆောက်လုပ်ပြီးစားတိုက်ခန်းအစ်စ်များရှိနေသည်တန်အရှိကြစနေဖြင့်ဝယ်ယူလို့ရသည့်အချက်လက်နှင့်လည်းပြည့်စုံနေသည်တိုက်ခန်းရောက်ရငွေဖြင့် ပထမအရက်30ရာခိုင်နှုန်းတွင်ပေးပြီးလိုက်ရင်တိုက်ခန်းအစ်စ်ပေါ်တက်နေလာရုံသာဖြစ်သည်။မန်းငယ်တို့အစီအစဉ်ကို အကိုများအားပြောပြသည့်အခါအမေသဘောတူရင်လောက်ကြလေဟုဆိုသည်။အမေကတော့သဘောတူလာတယ်မဟုတ်ပါဘူးလေ။တိုက်ခန်းအရှင်တွေကဘယ်တော့အတက်လူပြေးရမလဲ။တတိဆွဲနေနေရတာကိုအတက်လဲကြီးပြီးတက်ရတဲ့အထက်ကလည်းမြင့်နေ။တို့တွေကအမေအတွက်အကောင်းဆုံးဖြစ်မှာကိုလုပ်ပေးကြတာပဲ။ သူပြနေကြဆေးကန်းနဲ့မဝေးရအောင်ဒီအနားမှာပဲပြန်ဝင်ပေးကြမှာပါအခန်းကအခန်းရောက်ထမ်းပြီးအရှင်တွေကိုမမကြီးစီတို့နေ့စဉ်ဖုံးဆက်မေးနေမိသည် အမေကခတ်တယ်ဟာအန်တီကြီးချွေးမကအိမ်အောင်ပြိဘောကတွေပါထားခဲ့မယ်ဆိုလို့စိတ်ဝင်စားတယ်ဟာဈေးတက်ကန်ကြီးဖြစ်နေတာကို သူ့စတီကုံတွေကိုဟဲမျိုးလေးမှနေတော့ကဝဲမွေးပတ်ပေးပြီးရတဲ့ပတ်စံနဲ့ဝဲထားလို့မထားခဲ့နိုင်ဘူးတဲ့ အဲ့ဒါဆိုလဲစက်တီတော့မပါဘူးလို့ပြန်ပြောလိုက် နေအိုးကတွင်နေကလည်းနေတော့ငငယ်တော့ကလေးကနေမှာလက်သမားဆရာကိုကိုတိုင်ခိုင်းပြီးလှုပ်ထားတာတဲ့အခုတည်းခိုင်ခန့်ပြီးအိတ်လို့ရတာအဆင်ပြေဆုံးပဲတဲ့ရိတ်တာကကတွင်နေနဲ့တော့မတူဘူးတဲ့တီဝီစင်နဲ့ဖျားစင်နဲ့မထိနဲ့နော်တဲ့ထမဲစားစပွဲကဒီအခန်းပြောင်းတော့မယ်ဆိုမှဝယ်ထားတာဖြစ်လို့ဒီအခန်းနဲ့တက်တန်းအတူတူပဲတဲ့မမကြီးပြောနေသည်များကိုနားထောင်ပြီး နိုင်ငံစိတ်ညစ်သွားရသည်အခန်းအသည့်အတွက်ရောင်းချပေးမည့်ကုမ္ပဏီနှင့်နိုင်ငံကစကားပြောဆိုထားပြီးဖြစ်သည်ဒါဆိုတဲ့ပြည်ဘောကတွေမပြေးတော့ဘူးအခန်းစင်းကိုချော်ပေးလိုက်တော့မယ်30ရာနှုန်းတွင်းစရာရရင်ပြီးရောဟာမမကြီးပြောလိုက်တော့အေးပါနင်းနဲ့အမေကြီးတစ်ခေါက်လောက်တော့ထပ်လာပေးအောင်ဟာ အခန်းရောင်းမယ်ဆိုကြတဲ့ကငါတို့တားအမိတွေကိုစကားကောင်းကောင်းမပြောတော့တာရိတ်တာကပြန်လာနားတဲ့လေးရက်ကလေးကို သူ့ဘာသာတွေဟင်းနေချက်စားနေလို့ငါမှမနေချော့ကျွေးနေရတယ်။မနေ့ကအကိုကြီးအိမ်ကိုလာတော့နေနဲ့ငါအကြောင်းကြီးတိုင်းနေတယ်နော်။အကိုကြီးကဗဇက်ကလေးနဲ့ပဲနှင်းသိမ့်နေတာကိုအမေကကျေနပ်နေ။တကယ်ဆိုသူ့အကြီးပဲ။အခုအခန်းကိစ္စမှာသူဥဆောင်လုပ်ရမှာလေ။ခွန်ညားကမတ်ငယ်အိမ်မပြောတော့ဗျာမ။အခန်းရောက်မထွက်လျင်၃၀ရာနှုန်းပေးသွင်းရမှာဖြစ်နိုင်တော့။ဒီတခါငလျင်ထက်လောက်ခက်လျင် ဆိုသည့်အတွေ့က ရင်ကိုပလောင်ဆူသေးသည်။မန်းငယ်နောက်ဆုံးတစ်ခေါက်ရောက်ခဲ့စဉ်ကလေကားအစင်းနိုင်ရံများကိုပြန်မြင်ရောက်လာသည်။မဖြစ်ပါဘူး။ရတဲ့စီနဲ့အမြန်ရောက်ခိုင်းမှပါ။အခန်းချောက်မနက်အစောကြီးမမကြီးထံမှဖုန်းဝင်လာသည်။တိုက်ခန်းအရှင်နေများလားဟုရင်ခုန်သွားသည်။အငယ်မအမေနေသိမ့်မကောင်းဘူး။နေဒီနေ့လာခဲ့ပါလား။ဟင်တော်တော်နေမကောင်းဖြစ်နေလား။စေကမပြကြဘူးလား။ မနေ့ညကပြထားပေးပါပြီအဖျားသွေးလည်းမများပါဘူးသေးပေါင်ချိန်နဲ့ပုံမှန်ပါပဲအဓိကကအစားမစားတာအဲ့ဒီတော့အားမရှိသူတို့ဖြစ်သွားတာနေမှာတပတ်လောက်ရှိပြီသူကြိုက်တတ်တာလေးတွေငါဆက်ကြွေးတာကိုထိတောင်မထိဘူးမငယ်အမေစီရောက်သွားသည့်အချိန်တွင် အကိုကြီးကရောက်နေနေပြီအမေကနှစ်ယောက်တိုင်းစတီခုံချီပေါ်တွင် တစောင်းလှဲ့အိတ်နေသည် ကျမ်းမြင့်ပေါ်တွင်မမကြီးနှင့်အကိုကြီးကထိုင်းနေကြသည်အမေ ။ဘယ်နဲ့စတီခုံကြီးပေါ်လှဲနေရတာတော့မတက်တာလိုက်တာ။ထိုင်ကုံပေါ်တက်တောင့်တက်တာလှဲအိတ်နေလေ။ရရဲ့အခုလိုနေနေရတာတက်တာပါလေ။အမေဒီလေးသားကြော်လေးနဲ့မငယ်ကိုမကြည့်ပဲဖြေသည်။အမေလက်ကောက်ဝတ်ကိုဆန်းကြည့်တော့ကိုပုံမနေ။ဆက်ရနေငယ်တက်တာသွားရသည်။ဒါမှပြောမနေကြပဲအမေနားတွင်ငိမ့်နေသည့်အကိုကြီးနှင့်မမကြီးကိုကြည့်ပြီးမငယ်စိတ်ကတိကအောက်ဖြစ်သွားသည် ငိန်တမ်းမုံကိုမန်းငယ်ကဖြုတ်ခွင်းလိုက်ဖို့စကားဆလိုက်သည်။မမကြီးအခန်းကိစ္စပြောပါဦး။သူတို့ပြောတဲ့ဈေးနဲ့ရောင်းပေးလိုက်ကြမယ်။ဝယ်သူရှိတော့ရောင်းမှထွက်မှာနော်။မဟုတ်ရင် ကိုယ့်လက်ထဲအပြက်ပုံးကြီးပဲကြံခတ်လိုက်မယ်။မမကြီးကစကားမပြန်။မလှုပ်ဟုတ်တော့ဒဲဈေးနဲ့ရောင်းကြမယ်ပြောထားလို့လေ။မထင်မှတ်သည့်အမေစီမှာအတန်ထွက်လာတဲ့ဖြင့်မန်းငယ်အတက်သွားသည်။ တမီးတို့က60လောက်ခေါ်ထားတာမေသူတို့က45လောက်ပဲပေးချင်နေကြတာတမီးတဘောကတော့45ဆိုလဲအိုဘတ်အခန်းအသစ်အတွက်တွန်းရမဲ့30ရာခိုင်နှုန်းရလို့ရှော့ပေးလိုက်စီခြင်းပြီမဟုတ်ရင်လုံခြုံမှုစိတ်မချရတဲ့ဒီနေရာမှာအမေတို့နေနေကြတာစိတ်ပူရလုံးလို့အမေစီမအဖြေစကားပြန်မကြရလက်ခံသည့်အရှင်နေရှိပြီဟုမှန်းဆမိတဲ့ဖြင့်ဆက်ပြောလိုက်သည်အမေလည်းရိတ်တာတွေဝင်းနေတာပဲ တရားထိုင်နေတာပဲမမြဲခြင်းတဘောကိုနားလည်မှာပါဘာမှအဆွဲထားမနေနဲ့ကိုယ်အသက်လုံးကျုံမို့လားဘယ်အရာမှအရေးမကြီးဘူးနော်အမေအမေဒီလဲနေရမှာထထိုင်လိုက်ပြီတပဲပေါ်တင် တင်ထားသည့်စာအိတ်အညိုအရှိကြီးထဲမှ စာချုပ်တစ်စောင်ကိုဆွဲထုတ်လိုက်သည်အခန်းစာချုပ်ဖြစ်မည်ဟုမှတ်ငယ်သိလိုက်ပြီဒီတခါတော့အမေစိတ်လျှော့လိုက်ပြီးထင်သည်မြစ်တာဖြင့်အပီးအပိုင်လွှဲပေးလိုက်သည်ဆိုတဲ့တံမိုးကို ဘယ်စည်းနဲ့ဖြတ်ရောင်းကြမလို့တော့အမေဒီထိုစကားတခွန်းသာဆိုပြီးအိတ်ခမ်းထဲသို့ဝင်သွားတော့သည်ဗမကြီးနှင့်အကိုကြီးတို့ကမငယ်ကိုကြည့်နေကြသည် မငယ်ကတော့အကြောင်းကြီးများထနေသည်အိတ်ခမ်းနိုင်ရံများကိုသာ စိုက်ကြည့်နေမိလေတော့သည်ခင်တနာရှင်မြို့တွင်ရုပ်ဆောင်မဂ္ဂဇင်းဇွန်လ2020ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမခင်တနာရေးသားတော့ စတ်ထုံးတို့ဤတမိုင်းကိုအမိရတဲ့ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာချိန်ပေပြီးဝင်ရောက်နှားဆင်အားဖြင့်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ